ားလုံးပဲမင်္ဂလာပါခင်ဗျာ Super Nation နဲ့မြန်မာ2026ရဲ့ Super Chef Challenge ကနေပြန်လဲကြိုဆိုလိုက်ပါရယ်အခုကျွန်တော်နဲ့အတူလက်ရှိရှိနေတာကတော့ကျွန်တော် Group C ပဲဖြစ်ပါရယ်ခင်ဗျာ Group C ရဲ့ member တွေနဲ့ကျွန်တော်တခြားမိတ်ဆက်ပေးရှင်ပါရယ်ကျွန်တော်ပင်နာမှာရှိနေတာကတော့ Mr Super Nation နဲ့ Tashi Lake ခန်းစော်ထက်ဖြစ်ပါရယ်မင်္ဂလာပါ Mr Super Nation နဲ့တောင်ကြီးလင်းမြက်ဖြစ်ပါရယ်ဟုတ်မင်္ဂလာပါခင်ဗျာ Mr Super Nation နဲ့တောင်ကိုထူးအောင်ဝေဖြစ်ပါရယ် Mr. Supranation ရဲ့ Yangon East နေထက်ဖြစ်ပါတယ်။ဟုတ်မင်္ဂလာပါခင်ဗျာ။ Mr. Supranation ရဲ့ Yangon West ဟင်းခက်ဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ။ Mr. Supranation ရဲ့ Yangon South ထက်ဝီအောင်ဖြစ်ပါတယ်။မင်္ဂလာပါ။ Mr. Supranational Yangon Not Chan Mie ဆိုဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဒီ group C ရဆိုလို့ရှိရင်တော့ Supranational Challenge မှာ introduction အနေနဲ့ပြောရပြီးတော့ introduction ကို base ခံပြီးတော့ question တစ်ခုမြင်မြင်တော့မှာပဲဖြစ်ပါတယ်ပြီးသွားလို့ရှိရင်တော့ page နဲ့ပတ်သက်တဲ့ question တစ်ခုကိုမြင်မြင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ Mr. Supranational Touch League ကနေစလဲအောင်ကြီးလေမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ Cancel ထားဖြစ်ပါတယ် Mr. Supranational မြန်မာ2020ပြိုင်ပွဲမှာတာချီလေးမျိုးပူဇော်ပြုကြရတယ်ပါဝင်ရှိတဲ့ထားပါခင်ဗျာကျွန်တော်ရဲ့တက်ကတော့ 24နှစ်ဖြစ်ပြီးတော့ကျွန်တော်ရဲ့အချက်ကတော့9ပြည်နယ်ဆယ်လောက်ရှိပါတယ်နော်ကျွန်တော်ရဲ့တက်ရောက်နေတဲ့ပညာရေးရှင်ကတော့ diploma in sales and marketing နဲ့ diploma in english ကိုတက်ရောက်နေတဲ့အကြောင်းအတူပဲဖြစ်ပါတယ်နော်အာโอเคအဲဆိုလို့ရှိလို့ရှင်ညီလေးကအကိုရိုးစီမှာဘိုင်ိုမှာရေးထားတယ်ပေါ့နော်ဆိုတော့မတူညီရဲ့အမြင်သစ်တွေကိုဖန်တီးရတာကြိုက်တယ်လို့အကိုရိုးဘိုင်ိုမှာရေးထားတာပေါ့ဆိုတော့ဒီ super journey မှာရောဘယ်လိုမျိုးသူများနဲ့မတူရဲ့အရာတွေရှားပြအောင်ရှင်းလဲညီလေးโอเคဒီ super journey မှာကျွန်တော်အနေနဲ့သူများနဲ့မတူတဲ့အရာတွေတော့ ျော်စဉ်းစားထားတယ်ပြီးတော့လေးလဲလည်လာထားတယ်ဒီဒီလောက်ဆောင်မဲ့ဒီ top model challenge ကြီးဒီ grand final ဒီမှာလည်းပြများနဲ့မတူအောင်လို့ကျွန်တော်အကောင်းဆုံးကြိုတင်ပြင်ဆင်ပြီးတော့ဒီလေးစားလေးလောက်ဆောင်တော့ရှိပါတယ်ခင်ဗျာဟုတ်ဆိုတော့ဆောနာဒီပလိုမာ in sales and marketing တက်နေရလို့ပြောရဲပါတော့ဆိုတော့အဲ့ဒီပလိုမာ in sales and marketing မှာမှာညီလေးကအာဒီ super national ပါ candidate တရား online နဲ့ပေါ့နော်ဆိုတော့ marketing ကိုကို self marketing ကောင်းအောင်ဘယ်လိုမျိုးအာလှုပ်ဆောင်မယ်လို့ယူရထားလဲညီလေး ကျွန်တော်ဒီရန်နဲ့ပတ်သက်ပြီးတော့မျိုး marketing ကိုကျွန်တော်ဒီအခု TikTok တွေပါနေတာလဲဒီခင်စားလာရပါတော့ဒီအားလုံးမှာကျွန်တော် TikTok နဲ့လည်းဒီမျိုးအရာတွေကိုလုဆောင်ပြီးတော့ထုတ်ပေါ်ဖို့ရှိတယ်ပြီးတော့လည်းဒီ Spanish Myanmar page ကိုလည်းကျွန်တော်အကောင်းဆုံး promote လုပ်နိုင်မယ်လို့လည်းယူကြည့်တယ်အဲဒါကြောင့်မလို့ကျွန်တော်ဒီအသစ်အစမ်းတွေနဲ့အဲမျိုးချပြတ်မှလည်းဒီပြည်သက်တရားစိတ်ဝင်စားပြီးတော့လေးအဲမျိုး ခဲ့ပြီးတော့ကြိုက်ကြမှာပေါ့နော်အဲကြောင့်မို့ဒီရာရင်းကျွန်တော်ဒီစကားလေးတော့လှူဆောင်ရမှာပါခင်ဗျာဟုတ်ကျေးဇူးပါဆက်လက်ပြီး Mr. Supernatural နဲ့တောင်ကြီးကမိတ်ဆက်ပြပါဦးမယ်လေဟုတ်ကဲ့အားလုံးဝင်မင်္ဂလာပါကျွန်တော်ကတော့ဒီမြတ်ဖြစ်ပါတယ် Mr. Supernatural မြန်မာ2020မှာတောင်ကြီးမျိုးရဲ့ကိုစားပြုအနေနဲ့ရှင်ပြိုင်နေရတဲ့ပြောဖြစ်ပါတယ်ကျွန်တော်ရဲ့အသက်ကတော့22နှစ်ဖြစ်ပြီးတော့အရက်ကတော့9ဘီကိုလမှာရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ပညာရေးခင်းကတော့အဲ second year psychology ဒေကွန် university မှာတက်ရောက်နေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်က2023မှာ star samore international မှာပထမဦးဆုံးတက်ရောက်ပြီးတော့ဒီနုပညာလောကတွေကိုအဲပထမဦးဆုံးအဲခြေချခဲ့ရပေါ့เนาะအခုလက်ရှိမှာတော့ကျွန်တော်တရုတ်ဆောင်အနေနဲ့ဝါဒနာရာရောကျွန်တော်ဝမ်းစာရာရောကျွန်တော်လှုပ်ဆောင်နေတဲ့လူတယောက်ပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ညီလေးက professional more နဲ့ acting actor တယောက်အနေနဲ့လှုပ်ဆောင်နေရပေါ့เนาะဆိုတော့အဲ့တော့ဒီအဲ့ဒါကိုမှညီလေးက ဒီ production တွေအကုန်လုံးကလည်း casting တွေခေါ်နေတယ်။ဆိုတော့အဲ့ costing တွေရဲ့အထက်မှာမှညီလေးက actor casting ကိုမသွားဘဲနဲ့ဘာလို့ Mr. ပြိုင်ဝဲကိုရွေးချယ်ဖြစ်တာလဲညီလေး။ဘာလို့ Mr. ပြိုင်ဝဲကိုကျွန်တော်ရွေးချယ်ဖြစ်လဲဆိုတော့ကျွန်တော်ရဲ့နောက်ထပ်တစ်ဆင့်ပေါ့နော်။ကျွန်တော် challenge ဖြစ်မယ်လို့ထင်လို့ပါဗျ။ဆိုတော့အဲ့ဆိုညီလေး challenge ကိုကြိုက်တယ်လို့အကိုယူဆရတယ်ပေါ့နော်ဆိုတော့ဒီ supranational challenge တွေမှာဆိုလို့ရှိရင်ဖြစ်ပေါ်လာတဲ့ challenge တွေကိုညီလေးဘယ်ဘယ်လောက်အဆင့်ထိရင်ဆိုင်မှုတွေဖြစ်နေပြီလို့ညီလေးခံယူထားလဲခင်ဗျဟုတ် ချလန်တိုင်းကတော့အရင်တွင်နေတဲ့ဘောမျိုးတော့မဟုတ်ဘူးကျွန်တော်တို့အရှိမှဆိုလို့ရှိရင်လည်းချလန်တွေအများကြီးလောက်ခဲ့တယ်အဲ surprise ဖြစ်ခဲ့ရတဲ့အခိုက်အတန့်တွေလည်းရှိတယ်ဒီချလန်တွေပေါ်မှာမှကျွန်တော်တို့အခြေအနေပေါ်မူတည်ပြီးတော့လှုပ်လိုက်ရတာလေးလည်းရှိတယ်ပြီးပြင်ဆင်ပြီးကကြမှာကျွန်တော်တို့လှုပ်လိုက်ရတဲ့ချလန်တွေလည်းအများကြီးရှိတယ်ဆိုတော့ချလန်တိုင်းကိုတော့ကျွန်တော်တို့အကောင်းဆုံးလှုပ်ခဲ့တယ်ပြီးတော့နောက်ထပ်လာမယ့်ချလန်တွေမှာလည်းအကောင်းဆုံးလှုပ်သွားမယ်လို့ပြောချင်ပါတယ်ဗျကျေးဇူးပါဆက်လက်ပြီးတော့ Research Brand ရဲ့တောင်းကို အဲ့ပြောပြပါအောင်ခင်ဗျာဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကထူအောင်လို့ခေါ်ပါတယ်အခု Mr. Supernational မြန်မာ2013 State တောင်းကိုစားပြုနေနေဝင်ကြိုင်ထားတာဖြစ်ပါတယ်ကျွန်တော်တော့က16နှစ်ဖြစ်သွားပါပြီကြောက်အခုအခုလက်ရှိမှာကျွန်တော်က model တယောက်နေနေရောအဲတယောက်ဆောင်တယောက်နေနေရောအကောင်းဆုံးဆိုတဲ့အရာတွေကိုစားပြနိုင်မှုတွေစူးစမ်းနေပါတယ် ီဒီယာဟိုမော်ရန်နဲ့တေးဥဆောင်ဝါနာပူပါလားဒါမှမဟုတ်ဘဲနဲ့ပေဂျင်ထရီကိုဝါနာပါလားပေါ့နော်ဆိုတော့အဲ့တော့မော်ရန်နဲ့တေးဥဆောင်ပိုင်းကိုလုံးနေပြီးတော့မှဖာလို့ဒီမေးပေဂျင်ထရီဘက်ကိုဟာရှီလန်းစပြီးတော့ပြန်လှမ်းလာတယ်ညီလေးဟုတ်အာမေးပေဂျင်ထရီဘက်ကိုရှီလန်းစလှမ်းတာကကျွန်တော်ကဘယ်လိုသဖြင့်အဲ့လို self improvement ပေါ့နော်အများရန် improve လုပ်နေရတာလေးတွေကိုကြိုက်တယ်ပြီးတော့ challenge တွေလောက်ရအောင်လည်းသဘောကျတယ်ပြီးရင်တစ်ခုတစ်ခုတစ်ဆင့်တစ်ဆင့်ပို့ပြီးတော့ ဘယ်ပြောမလဲ better version ဖြစ်လာအောင်စူးစမ်းနေရတော့ကြိုက်တဲ့လူတယောက်အနေနဲ့ဒီဟာကကျွန်တော်အတွက်အခွင့်အရေးတစ်ခုပဲပေါ့ပိုပြီးပိုကောင်းတဲ့လူတယောက်ဖြစ်လာအောင်ပိုပြီးတော့ဒါပေမဲ့ပိုပြီးအဲ့လို better version ဖြစ်လာအောင်စူးစမ်းဖို့ရတဲ့အခွင့်အရေးတစ်ခုအနေနဲ့ရတာကိုကျွန်တော်အကောင့်ဆုံးတုံးချပြီ Okay so Mr. Supernation ရဲ့မြန်မာကနေပြီးတော့ညီလေးကိုဘယ်လိုမျိုး better version ဖြစ်အောင် create လုပ်နိုင်မယ်လို့ညီလေးယုံကြည်လဲအာဒီအခုလက်ရှိဒီကျွန်တော် အဲဖြတ်တန်းလာတဲ့ challenge ကြီးအခုလှုပ်လာတဲ့ challenge ကြီးအရှိမကြုံပြခဲ့ရတဲ့ challenge ကြီးကကျွန်တော်ဘောကမှတစ်ခါမှမကြုံဘူးတဲ့အရာကြီးအဲမတွေ့ဘူးတဲ့အရာကြီးဆိုတော့ကျွန်တော်အခုအတွေ့အကြုံအစ်တတွေပေးမယ်လို့လည်းယုံကြည်ထားတယ်အတွေ့အကြုံအစ်တတွေလည်းတကယ်ရရှိခဲ့တယ်ပြီးတော့နောက်ပိုင်းမှာလည်းကိုကတခြားလူတွေကို inspire လုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်ဖြစ်လာနိုင်တယ်ကျေးဇူးပါဆက်လက်ပြီးတော့ Mr. Swan နဲ့ရန်ကုန် East ကမိတ်ဆက်ပေးပါအောင်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့နေထက်ပါ Mr. Swan နဲ့ရှင်နဲ့မြန်မာ2023 ရန်ကုန်ရှေးကုသပြုမစ္စတာတယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့တက်ကတော့29နှစ်ပါကျွန်တော်က freelance personal trainer တယောက်ဖြစ်ပါခင်ဗျာအော်โอเคပါဆိုညီလေးကအာဒီ freelance personal trainer ပေါ့နော်ဆို freelance personal trainer နေပြီးတော့ gym trainer နေပြီးတော့ဒီ Mr. Page ဘက်ကိုညီလေးကူပြောင်းတဲ့အခါမှာအာရခဲ့တဲ့ struggle တွေဆိုလို့ရှိရင်ဘာတွေဖြစ်မလဲညီလေးအဲ့ struggle တွေကိုဘယ်လို overcome လုပ်ခဲ့လဲ အာဂျင်းထန်တပန်းနဲ့ပြောင်းလာရတဲ့ဆွဲကဆိုတော့ကျွန်တော်တော့နည်းနည်းလေးတော့ခက်ခဲတော့ရှိတယ်ဒါပေမဲ့ကိုဝန္ဒနာပါတယ်ရမော်ဒယ်ဖြစ်တဲ့အတွက်အကောင်းဆုံးတော့ကြိုးစားခဲ့ Mr. Supernation ရဲ့မြန်မာအုံကြီးလေးဘာလို့ဖြစ်ရှင်နေတာလဲကျွန်တော်အောင်မြင်တဲ့မော်ဒယ်တယောက်ဖြစ်ရှင်နေပြီးတော့ကျွန်တော်ကိုကြည့်ပြီးတော့အားပေးတဲ့ပိတ်သက်တွေရဲ့ဒီတူအောင်ရှင်ကြီးရဲ့အကောင်းဆုံးလှုပ်ဆောင်ပြချင်တဲ့မော်ဒယ်တယောက်ဖြစ်ရှင်နေပြီးတော့ဆံပြပုဂ္ဂိုလ်တယောက်လည်းဖြစ်ရှင်နေကျေးဇူးပါဆက်လက်ပြီးတော့ Mr. Supernation ရန်ကုန် West မိတ်ဆက်ပေးပါအောင်ကြီးလေးမင်္ဂလာပါ ကျွန်တော်နာမည်ကတော့ဟိန်းခမ်းဖြစ်ပါတယ်။ကျွန်တော်သက်ကတော့32နှစ်ရှိပြီဖြစ်ပါတယ်။ကျွန်တော်လက်ရှိမှာ Super National မြန်မာမှာရန်ကုန် West ကိုစားပြုနေတဲ့ဝင်ရောက်ရှင်မြန်နေရဖြစ်ပါတယ်။ကျွန်တော်ကဒီပြိုင်ပွဲမတိုင်ခင်မှာကျွန်တော်အရင်က challenge တွေများစွာပြိုင်ခဲ့တယ်။အဲကျွန်တော်ရဲ့အရင်ကဒီအနုပညာခြေလှမ်းတွေအများကြီးပါဝင်လောက်ကန်ဆောင်ရခုတယ်။အဲဒါမှတစင်ကျွန်တော်ကနေပြီးတော့ဒီအနုပညာခြေလှမ်းတွေရပ်တန့်ပြီးတော့ကျွန်တော်ရဲ့အတ္တမိုးဝမ်းကြောင်းတစ်ခုဖြစ်တဲ့ကျွန်တော်ဒီဇိုင်နာလောက်ကိုရှက်တီလောက်ကန်နေရဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ကျွန်တော် Super National မြန်မာရဲ့ challenge day activity day များတဲ့အတွက်ကျွန်တော်ဒီပြိုင်ပွဲကိုကျွန်တော်ကိုကျွန်တော်စိန်ခေါ်မှုတစ်ခုအနေနဲ့ကျွန်တော်ရဲ့ passion တစ်ခုဖြစ်ဖို့အနေနဲ့ကျွန်တော်ဒီပြိုင်ပွဲကို launch မယ်ဖြစ်ပါတယ်ခင်ဗျာ so professional designer တယောက်ဖြစ်ဖြစ်အတန်းနဲ့ဘာကြောင့်မို့လို့ဒီ pageantry ဘက်ကိုပြန်ပြီးတော့ကူပြောင်းမလို့စေကူခဲ့လဲပေါ့နော်ကူပြောင်းလာတဲ့လမ်းတစ်ချောင်းမှာရောဘယ်လို struggle ညီလေးကြုံခဲ့ရလဲဟုတ်ကဲ့ဟောကျွန်တော် designer တယောက်ယက်တီနေရဖြစ်တဲ့အတွက်ကျွန်တော်ဒီ မစ္စတာဗျန်မိုးအတွက်ဘယ်လိုဆုံးဖြတ်ချက်ချခဲ့လဲဆိုတော့ကျွန်တော်ရဲ့ဒါဖြစ်ချင်တဲ့အိမ်မက်ကဒီအနုပညာနဲ့ပတ်သက်တာဖြစ်တဲ့အတွက်အကုန်လုံးကတော့အနုပညာပဲဒါပေမဲ့အဲကျွန်တော်ကအရင်ကမစ္စတာရယ်လည်းပြန်ခဲ့ဘူးလေဒီအိမ်မက်ကြီးကိုကျွန်တော်အကောင့်နဲ့ပေါ်ခြင်းတယ်အဲကျွန်တော်ရဲ့ဟိုမဖြစ်လိုက်ရတဲ့ရည်ရွယ်ချက်တွေကျွန်တော်မလုပ်လိုက်ရတဲ့ရည်ရွယ်ချက်တွေကျွန်တော်ရဲ့အိမ်မက်ကြီးကိုအကောင့်နဲ့ပေါ်ခြင်းလို့ကျွန်တော်ဒီရဲ့ဟို super nation နဲ့မြန်မာကိုလာရောက်ချင်းရှင်းပြရခြင်းဖြစ်တယ်အဲဒါပြင်ကျွန်တော်ခုနကျွန်တော်ဘယ်လို strike လုပ်ရလဲကျွန်တော်ရဲ့ခက်ခဲပါကြခက်ခဲရတော့လူတိုင်းမှာရှိပါရ င်ဗျာဒါပေမဲ့ဒီခက်ခဲတွေကိုကျွန်တော်တို့ကအကောင်းဆုံးကောင်းမွန်ဆုံးဖြစ်အောင်အောင်မြင်ဆုံးဖြစ်အောင်ကျွန်တော်တို့ကဆန်းဆောင်မယ်လို့ကျွန်တော်ခံယူထားပါတယ်ခင်ဗျာโอเคညီလေးက LGBT ဖြစ်တယ်လို့ဖိုင်အောင်မှရေးထားရပါတော့เนาะဆိုတော့ LGBT အနေနဲ့ Mr. ဝင်ရောက်ရှင်ပြိုင်တဲ့အခါမှာကြုံတွေ့ရတဲ့အခက်အခဲတွေဆိုလို့ရှင်ဘာဖြစ်မလဲဟုတ်ကဲ့ဟိုကျွန်တော်က LGBT LGBT တယောက်ဖြစ်တယ်ဒါပြင်ဟိုကျွန်တော်တို့ခံစားရတဲ့ခံစားမှုကတော့အများကြီးပဲဘာလို့ဆိုတော့ဟိုဒီ LGBT နဲ့ပတ်သက်လို့ရှင်ကျွန်တော်တို့မှာဟိုလူတန်းစား ခွဲခြားနေတဲ့အပိုင်းအများကြီးတက်ရောက်မှုရှိပါတယ်အဲကျွန်တော်ကဘာကြောင့် LGBT တယောက်နေနဲ့ကိုစားပြုပြီးတော့ကျွန်တော်ဒီပြိုင်ပွဲကိုဝင်ရောက်ရှင်မဲ့လဲဆိုလို့ရှိရင်ကျွန်တော်မှာဖြစ်ချင်တဲ့ရည်ရွယ်ချက်တွေဖြစ်ချင်တဲ့အောင်ရည်မှန်းချက်တွေကောင်းတဲ့ပေါ်ချင်တဲ့အရာတွေအများစွာရှိပါတယ်ဒါကကျွန်တော်တို့ LGBT အတိုင်းဝိုင်းနေမဟုတ်ပဲねကျွန်တော်တို့လိုဖြတ်တန်းနေရတဲ့ကျွန်တော်တို့လို live ဘွားကိုဖြတ်တန်းနေရတဲ့လူငယ်တွေအတွက်ကျွန်တော်တောင်းတနေရနေပြီးဆံပြတ်ပုဂ္ဂိုလ်ကောင်းတယောက်ဖြစ်ချင်လို့ကျွန်တော်ဒီပြိုင်ပွဲကိုလာရောက်ရှင်မဲ့ရည်ရွယ်ပါတယ်ကျေးဇူးပါဆက်လက်ပြီးတော့ညီလေးရန်ကုန် sort Uh, Hello everyone, I'm Tawil, representing Ngosot. I am a 26-year-old engineering student. I, I started my journey as medical student, but now I'm studying engineering. I work as a model and as a volunteer, I'm teaching homeless children. And I have a passion about working out, football, and singing. And uh, yet they balance me. Uh, I'm here to represent Myanmar with pride, heart, and hard work. Thank you. So did you prepare any initiative for Super Journey? If you did, what is that? Yeah, I uh, um, as soon as I decided to join the Super National, uh, I prepared about my language fluency and my physique, uh, which is also required for the Mr. Super National. And I, I also learned about the past competition uh, of the Super National. Yeah. Okay, so uh, you said like you are a self-directed person. Yeah. So what are the advantages of a self-directed person? Uh, I I want to improve myself. I want to improve uh, always. I always want to improve myself, and I want to be better, better uh, day by day. So yeah, this is uh, this got me to be better on this stage, and uh, I'm here uh, to prove I'm I'm better than uh, yesterday. I'm better than last year myself. So I'm competing myself and I want to prove I'm getting better and better. All right, thank you. So, Mr. Subranish and Yangon, not you'll be welcome. But first of all, I would like to say hello uh, the superior of the organization and, and, the audience who is watching on Hiply hey app. My name is Chen Yuzo. I am 24 years old. I'm representing Yangon North. I have a bachelor of art degree in German language at General University of Foreign Language. I entered the modeling and film industry since 2023, and for the time being, I am working as a model and actor. Uh, actually, actually, uh, this is my passion, uh, and, then my hobbies. My hobbies are singing, dancing, modeling, and acting. Uh, so. Uh, uh, in my free time, I like to go to the gym because I take care of my body and soul to improve slowly. Uh, and then uh, I am self directed person and I avoid comparison and jealousy. Thank you. So you are self directed person too, you said. So what are the advantages of the self directed person? Self directed, as a self directed person, uh, you have to mind uh, we have to mind our own business and we, we don't we, uh, there is no need to think about the other uh, so if you if you think about the other you, uh, use that comparison uh, with each other so you uh, unfortunately you use that jealousy or uh, you feel anxiety so i i mind my own business i i, I take care of my own improvement thank you so uh, you enjoy going to gym and to heal your soul, right? Yeah. So uh, how do you heal yourself, uh, from, uh, your soul from by working out? Uh, Actually, uh, 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 making making your body sweaty, so uh, your, your brain circulation, your blood circulation can improve your mood swing. Uh, uh, how can I say? Uh, actually, I, I, I take care of my body by going to the gym and I take care of my so by med my by meditation by meditation uh, is uh, meditation is just a uh, it's just like a, a mental practice like doing workout ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင် group C ကသူတို့ရဲ့ introduction နဲ့အပေါ်မူတည်ပြီးတော့ live story question တစ်ခုကိုဖြေဆိုသွားရပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ patient question တွေကိုစတင်ပြီးတော့မိမြန်းမှာပဲဖြစ်ပါတယ်ခင်ဗျအာကျွန်တော်တို့ဒီဘက်ကအာ touch လေးကနေပြီးတော့စလိုက်မယ်နော် professional career မှာဘယ်လိုစင်ခေါ်မှုတွေကြုံတွေ့ခဲ့ရလဲဘာတွေတွေ့ကြုံခဲ့ရလဲ ကဲဒီကျွန်တော်ရဲ့ဒီ professional career မှာကျွန်တော်ဘယ်လိုစိန်ခေါ်မှုတွေကျွန်တော်တွေ့ရလဲဆိုတော့ဒီမျိုးဒီ social အနေတိုက်ခိုက်တာမျိုးတွေလည်းရှိတယ်ပြီးတော့ဒီဟို attack လောက်တာလည်းရှိရပါတော့ဒီအားတွေပေါ်မှာကျွန်တော်ကစိတ်နစ်ထားလိုက်မှဆိုရင်ကျွန်တော်ရဲ့လုပ်ဆောင်ရမယ့်အရာတွေလမ်းကြောင်းတစ်ခုပေါ်သွားဖို့တက်လဲကျွန်တော်နှောင့်နှေးမယ်အဲ့လိုမျိုးအရာတွေဖြစ်လာမယ်ပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်ဒီအရာတွေကိုတိတ်ပြီးတော့ စဉ်းစားနေရှိပဲねကျွန်တော်လောက်ရမယ့်အလုပ်တွေဒီလောက်ကံရမယ့်အရာတွေပုံမှာပဲကျွန်တော်တေချာလေးစိတ်နှစ်ပြီးတော့ဒီကိုသွားရမယ့် career ပုံမှာတေချာလေးအဲ့လိုမျိုးစဉ်းစားပြီးတော့ပေါ့နော်တခုလောက်တခုလုပ်မယ်ဆိုရင်ဒီအရာပုံမှာကိုဘယ်လောက်ထိစိတ်နှစ်နိုင်မယ်ယုံကြည်မှုအပြည့်ရှိနိုင်မယ်ဆိုတဲ့အရာတွေပုံမှာကျွန်တော်သုံးသပ်ပြီးတော့တေချာလေးလောက်ကံပုံမှာပဲဖြစ်ပါရဲ့ဟုတ်ကိစ္စလေးပြောညီလေးကိုမြင်ပါမယ်။ဘာကြောင့်ဒီပွဲရဲ့အနံ့ရသူဖြစ်တဲ့နေလို့ညီလေးထင်လဲ။ အဲကျွန်တော်ကိုကျွန်တော်တော့ဒီပွဲရဲ့အနိုင်ရသူလို့သတ်မှတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီဒီပြိုင်ပွဲကိုပြိုင်တဲ့အခါမှာရောချက်တွေအများကြီးရှိနေသေးတယ်ပြီးတော့ကျွန်တော်ရဲ့ဒီပြိုင်ပွဲရတယ်ပထမအဦးဆုံးပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကိုကျွန်တော်ဝင်သားလို့လည်းမသတ်မှတ်ထားပါသေးဘူးဟုတ်ကဲ့ကျေးဇူးပါဆက်လက်ပြီးတော့တောင်းပန်မေးပါမယ်ဆိုတော့အလားမောင်ပြိုင်ပွဲနဲ့ဆက်လျင်းပြီးတော့ပေါ့နော်အာ negative sound နဲ့ဝေဖန်ခြင်းတွေကိုတွေ့ကြုံဘူးလားအဲ့တွေ့ကြုံရတယ်ဆိုညီလေးဘယ်လိုဖြတ်ကျော်ခဲ့လဲ uh negative sound နဲ့ comment တွေတော့အများကြီးမဟုတ်ဘူးပဲအနေငယ်တော့တွေ့ဘူးလေဒါပေမဲ့ကျွန်တော်ကအဲ့ဒါတွေကိုလုံးဝ ignore လုပ်လိုက်တာတော့မဟုတ်ဘူးသူတို့ရဲ့ comment တွေကိုကြည့်ရယ်နားထောင်ရယ်ပြီးတော့ရင်ဒီကနေပြီးကိုက learn လုပ်လိုက်တယ်ဒီကနေသင်ယူလိုက်တယ်ပြီးရင်ကိုဒီထက်ပိုပြီးကောင်းလာအောင်ဆိုတော့အဲလူတယောက်အနေနဲ့ပဲဖြစ်ဖြစ်အလားမောင်တယောက်အနေနဲ့ပဲဖြစ်ဖြစ် model တယောက်အနေနဲ့ပဲဖြစ်ဖြစ်ဘလိုအနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒီထက်ဒီအားကိုအသုံးချပြီးတော့ပိုကောင်းတဲ့လူတယောက်ဖြစ်ကြောင်းလဲလာဖို့တော့ကျွန်တော်အသုံးချပါတယ် ဟုတ်ကျေးဇူးပါ Thank you ဆက်လက်ပြီးတော့ညောင်းတစ်ခါကိုပြောတာညီလေးရဲ့ role model or inspire person ကဘယ်သူဖြစ်မလဲပေါ့နော်ညီလေးပေါ်ရောဘယ်လိုလှမ်းမိုးမှုမျိုးရှိလဲကျွန်တော်ရဲ့ role model ဆိုရင်တော့ကိုလိုင်းဘွားကတော့သဘောကျတယ်ဒီနေ့ကထိုင်းကအဲ့လိုမျိုးသူ့သဘောကျတဲ့အတွက်ဒီပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ရှင်ဖြစ်တယ်ဆိုတော့နောက်တစ်ယောက်ကိုမေးချင်တာဆိုညီလေးကဆောင်းနာ LGBT နဲ့ပတ်သက်ပြီးတော့စကားပြောသွားတာပေါ့เนาะဆိုတော့အကူရောဘိုင်အောင်မှာလည်းရှိတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင် conservative ဖြစ်တဲ့ ဒီအာလူပရီကိုပေါ့နော်ညီလေးအနေနဲ့အာစကားပြောခွင့်ရမယ်ဆိုလို့ရှင်ညီလေးဖာပြောခြင်းလဲဟုတ်ကဲ့ဟောကျွန်တော်ဒီစကားကိုပြောပြောမယ်ဆိုရင်ကျွန်တော် LGBT အတွက်တာမကကျွန်တော်တို့ဒီလူသားတိုင်းအတွက်ကျွန်တော်ဖြတ်တည်ပြီးကျွန်တော်ပြောချင်ပါတယ်အာဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီ LGBT ကဟိုအရာတိုင်းမှာရှိရဲနေရာတိုင်းမှာရှိရဲနေပယ်တိုင်းမှာရှိရဲအဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ LGBT တွေကိုအာလူတွေကတစ်စိမ့်နေပြီးတော့ဆက်ဆံကြတဲ့အရာတွေမှာအများကြီးတွေ့ရတယ် ဲ့အတွက်ကြောင့်ကျွန်တော်ဒီကနေ့တခုပြောရှင်ပါတယ်ကျွန်တော်တို့မှာကိုယ်ပိုင်ဉာဏ်ရှိတယ်ကိုယ်ပိုင်အစွမ်းစားရရှိတယ်ကိုယ်ပိုင်ရည်သွေးရှိတယ်အဲ့ရည်သွေးတွေကိုယ်မှာရှိတဲ့အစွမ်းစားတွေကိုအကောင်းဆုံးနေရာမှာချပြပြီးတော့အကောင်းဆုံးအသုံးချကြပါလို့ကျွန်တော်ပြောချင်ရင်လည်းကျွန်တော်လုပ်ချင်တဲ့ project ကိုလည်းကျွန်တော်လုပ်ချင်တဲ့အဟိုနေရာကိုလည်းကျွန်တော်ခေါ်ဆောင်သွားချင်ပါတယ်ကျွန်တော်ဒီ activity တာမကကျွန်တော်တို့ဒီကျွန်တော်တို့ဒီဘယ်လိုပြောရမလဲကျွန်တော်တို့ဒီလူငယ်တွေမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုကျွန်တော်တို့ရင်ဆိုင်ရတဲ့ ျွန်တော်ရင်ဆိုင်ရတဲ့အကြောင်းအရာတွေမှထီပြီးတော့ကျွန်တော်ဒီ LGBT တာမကကျွန်တော်ဒီလူ့ဘဝဝင်ကျမှာဖြစ်နေတဲ့လူတွေကလို့ကျွန်တော်မှာတော်ဆန်းတဲ့ပညာရည်နဲ့ကျွန်တော်ကနေပြီးတော့မေတ္တာပညာမျိုးပေးချင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ All right so for next question so what makes you unique compared to all the other competitors in this competition As I mentioned I'm I came from the many different world um like medicine engineering fitness and volunteering um that make me different and uh, yeah they make me uh, how can i say like i am mm, i have faced i have faced many struggle i have faced many challenges and i'm gift services so uh, they make me better and i become a more grounded person so yeah i can relate to uh, i can relate to any other people and i can communicate with all the other person so that make me different to other candidate and, and, I think yeah. All right. So for the next one, so uh, what pushed you decide to enter this pageant? Sorry, I didn't catch uh, the so last so what pushed you decide to enter this pageant? What put? Push, push you. Put, push, 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 push you. Yeah. What, what pushed you? Actually, who push who push myself is only me because uh, I, uh, uh, to be honest, I have no background and I have no uh, I have no connect, so much connection when I uh, when I decided to enter this industry but, but i uh, but I uh, but, I have to I have to move forward uh, without any help but in this Mr. Supernational Pageantry, the national director is Miba uh, I, I believe he can make he can rise uh, he can raise me he can raise me uh, uh, perfectly uh, to be a good at uh, could be to be a good artists in this patch. So I enjoyed this pageantry. All right, thank you. Okay, ပါအခုဆိုလို့ရှိရင်တော့ Super National မြန်မာ2020 Super Challenge ရဲ့ Group C ကိုကျွန်တော်တို့နှာထောင်ခဲ့ရတာပဲဖြစ်ပါတယ်။ဒီ Group C ကနေပြီးတော့ Group Winner တစ်ယောက်ထွက်ပေါ်လာမှာဖြစ်ပြီးတော့ A Group Winner ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Semi Finalist ကိုတက်ရောက်သွားမှာပဲဖြစ်ပါတယ်။ Semi Finalist မှာအနိုင်ရရှိသူဟာဆိုလို့ရှိရင်တော့ Grand Final မှာကျွန်တော်တို့ Top 10ကို Auto ဝင်ရောက်သွားမှာပဲဖြစ်ပါတယ်။ Super Challenge တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က Judge Score က30% Social Media Score က70%ဖြစ်တဲ့အတွက်မိမိကြိုက်နှစ်တက်ကြရအောင်ဗိုလ်တင်ပေးဖို့အတွက်ကျွန်တော်ကတောင်းဆိုရှင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။